မင်္ဂလာပါရှင်။အောက်တိုဘာလ17ရက်စနေနေ့ရက်တိမက်ပေါ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဂါဇာရှိအပြစ်ခတ်ရဲစဲရေးကိုကြီးကြပ်ရန်အမေရိကန်စစ်ဘက်အဖွဲ့ဝင်နေရာကိုအရှိလေပိုင်းသို့ဆေးလွတ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဂါဇာရှိအပြစ်ခတ်ရဲစဲရေးကိုကြီးကြပ်ရန်အတွက်အမေရိကန်စစ်ဘက်အဖွဲ့ဝင်နေရာကိုအရှိလေပိုင်းသို့ဆေးလွတ်မယ်လို့အမေရိကန်ထိပ်တန်းအရာရှိများကသတင်းမီဒီယာများသို့ပြောပါတယ်။ အီဂျစ်ကာတာတူရကီနဲ့အာရက်ဆော်ဝါများပြည်အောင်စုတို့မှကိုစားပြုစစ်သားများဖြင့်ဖွဲ့စည်းထားတဲ့စုပေါင်းတပ်ဖွဲ့တွင်အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့်အထူးကနေရာမှာပါဝင်သွားမယ်လို့ဆိုပါတယ်။အမေရိကန်စစ်တပ်ရဲ့ဗဟိုကူကရေးဌာနချုပ်အကြီးအကဲဖြစ်သူရေတပ်ဗိုလ်ချုပ်ကြီးဘရက်ကူမာကတပ်ဖွဲ့ဝင်များကိုဆေးလွှတ်မှဖြစ်ပါတယ်။ဘရက်ကူပါသည်အဖြစ်ခတ်ရေးဆေးရေးကိုကြီးကြပ်ရန်နဲ့ချိုးဖောက်မှုများမဖြစ်စေရန်စောင့်ကြည့်နေမယ်လို့ဆိုထားကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့ ဗီတိန်ကအိန္ဒိယကိုဒုံးကျည်ပေါင်းတန်း350ဘူရောင်းချပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နှစ်နိုင်ငံကြားလက်နက်နဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုနှစ်ဆိုင်စီလုပ်ငန်းရေးတစိုက်တည်ဒေသအဖြစ်အိန္ဒိယတက်မတော်ကိုစတာလင်ပေါင်းတန်း350စင်ကာပူဒေါ်လာ6.6သန်းတန်မှုရှိဗီတိန်ထုတ်အပေါ်စားဒုံးကျည်များကိုရောင်းချပေးမယ်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့အောက်တိုဘာ9ရက်နေ့ကဗီတိန်ကပြောကြားခဲ့ကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံသူအလေပတ်ရောက်ရှိနေတဲ့ဗီတိန်ဝန်ကြီးချုပ်စတာမာသည် မွန်ပိုင်းတွင်ဝင်ကြီးချုပ်နရင်တာမိုဒီကိုတွားရောက်တွေ့ဆုံခဲ့ပြီးနောက်အခုသဘောတူညီချက်ကိုကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ဝင်ကြီးချုပ်နှစ်ဦးဟာ၎င်းတို့ရဲ့လာနေချီကြားခဲ့ပြီးဖြစ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်မှာပေါ်ထွက်လာတဲ့ကုန်သွယ်မှုဆိုင်ရာချိတ်ဆက်ဆောင်ရွက်ချက်များရဲ့အလားအလာကိုချီးကျူးခဲ့ကြပါတယ်။ကာကွယ်ရေးသဘောတူညီချက်ဆိုင်ရာထုတ်ပြန်ချက်တွင်မြောက်အိုင်ယာလန်ရှိ Chase ကထုတ်လုပ်တဲ့အပေါ်စားပတ်စုံသုံးဒုံးကြီးများထောက်ပံ့ပေးရေးစာချုပ်သည်စက်ရုံနဲ့အလောက်ကိုင်း900ခန့်ကိုရရှိစေလိမ့်မယ်လို့ပြည်ထောင်စုရကပြောကြားခဲ့ပါတယ်။ အဆိုပါဆက်ယုံဟာလက်ရှိတွင်ယူကရိန်းအတွက်အလားတူလက်နက်များကိုထုတ်လုပ်ပေးနေခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ဂါဇာဖြစ်ရည်ရည်နဲ့တစားကန်လွတ်မြောက်ရေးအစည်းအဝေးအစ္စရေးအတည်ပြုတဲ့သတင်းဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသအပြစ်ခတ်ရေးဆေးရည်နဲ့တစားကန်များလွတ်မြောက်ရေးအစည်းအဝေးကိုအတည်ပြုခဲ့ကြောင်းအစ္စရေးဝန်ကြီးချုပ်နဒင်ယာဟူရဲ့ဝန်ကြီးချုပ်ရုံးကထုတ်ပြန်လိုက်ပါတယ်။ ဒါဟာအရေးပါတဲ့ခရီးပောက်ရောက်မှုတစ်ခုလို့ဝန်ကြီးချုပ်နေတရားဦးကပြောဆိုထားပြီးသမ္မတဒေါ်နယ်ထရန့်အပြင်အမေရိကန်သံတမန်စတီဝစ်အော့ဖ်နဲ့ထရန့်ရဲ့သမန်ဂျာဂွန်နာတို့ကိုလည်းကျေးဇူးတင်တယ်လို့ပြောပါရယ်စတီအော့နဲ့ဂွန်နာတို့နှစ်ယောက်ဟာဣသရေလအစိုးရအဖွဲ့အစည်းအဝေးကိုတက်ရောက်ခဲ့ပါရယ်အပြစ်ခတ်ရစရေးကိုစောင့်ကြည့်မဲ့နိုင်ငံဆောင်တပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုအရှိလေပိုင်းမှာအခြေစိုက်ထားပြီးအမေရိကန်တပ်ဖွဲ့ဝင်နေရာလောက်ကိုဣသရေလရွှေ့နေတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောကြားကြောင်းလည်းသိရပါရယ်ရှင် ထပ်မံတင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်တောင်ပိုင်းတွင်ပြင်းအား9.6ဆင့်ရှိငလီလှုပ်ခတ်တဲ့သတင်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်တွင်အောက်တိုဘာ10ရက်ဒေသစံတော်ချိန်နနက်9:45မိနစ်ခန့်ကပြင်းအား9.6ဆင့်ရှိငလီတစ်ခုလှုပ်ခတ်ခဲ့ကြောင်းဖိလစ်ပိုင်မီးတောင်နှင့်ငလီတိုင်းတာရေး Institution ကထုတ်ပြန်ခဲ့ပါတယ်။အဆိုပါငလီသည်အရှိတာပါအူပြည်နယ်မာနေမြို့ရဲ့အရှိတောင်ဘက်62ကီလိုမီတာ39မိုင်ခန့်အကွာတွင်အနက်30ကီလိုမီတာ6မိုင်ခန့်ကိုဗဟုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒေတာတွင်အချို့နေရာများတွင်လျှက်စစ်မီးများပြတ်တောက်ခဲ့သလိုအစအုံအချို့လည်းပျက်စီးခဲ့ပါသည်။ငလင်လောက်ခတ်မှုကြောင့်ပြုတ်ကျလာတဲ့အုတ်ခဲတုံးများထိမှန်၍လူတဦးသေဆုံးကြောင်းလည်းတာဝန်ရှိသူများကအတည်ပြုထားတယ်လို့သိရပါပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးပါကတော့2025ငြိမ်းချမ်းရေးနိုဘယ်ဆုကိုဖီနီဆွဲလောင်းအတိုက်ခံကောင်ဆောင်အမျိုးသမီးအားရွေးချယ်ခြင်းနဲ့တင်ပြပါတယ်။ 2025ခုနှစ်ငင်းချမ်းရေးနိုဝယ်ဆုကိုဗင်နီဇွဲလာအတိုက်ခံကောင်းဆောင်မာရီယာကော်ရီနာမာချာဒိုကိုရွေးချယ်ခြင်းဖြင့်ကြောင်းနော်ဝေနိုဗယ်ကော်မတီကအောက်တိုဘာ10ကသတင်းထုတ်ပြန်ပြောဆိုပါရယ်ဗင်နီဇွဲလာပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးတွေကာကွယ်မြင့်တင်ပေးခြင်းနဲ့အာဏာရှင်စနစ်ကနေဒီမိုကရေစီကိုပြောင်းလဲရမှာတရားမျှတပြီးငင်းချမ်းနဲ့အသွင်ကူးပြောင်းနိုင်ရရှိဖို့ကြိုးပမ်းမှုတွေအတွက်ရွေးချယ်ပေးရတာဖြစ်တယ်လို့နော်ဝေနိုဗယ်ကော်မတီပြောရေးဆိုခွင့်ရှိသူကပြောဆိုသွားကြောင်းသိရှိရပါတယ်ရှင်